။ဓမ္မပရိသတ်ဒီအားလုံးမင်္ဂလာပါ။ဘဝရေကဓမ္မများဆိုတဲ့ဘဝထဲမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုပြဿနာတွေကိုအဲ့ပြဿနာတွေကရရှိလာတဲ့ဓမ္မအသိဉာဏ်တွေကိုမျှဝေလာခဲ့တာဒီဘက်အပိုင်း90ကိုရောက်ရှိလာပါပြီ။အဲ့ဒီဘက်မှာ အားလုံးကိုမျှဝေခြင်းနဲ့ဓမ္မအသိဉာဏ်လေးတစ်ခုကတော့လွယ်လွယ်ပဲကောင်းစင်လေးမှတ်လို့ရအောင်တကားသေးချာပြေးကြပါဆိုတဲ့ဒီကောင်းစင်လေးပြေးပြီးတော့ဆင်းရဲခြင်းပါတယ်ကောင်းစင်လေးကြားလို့နည်းနည်းစိတ်ထဲမှာစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်အဲ့တော့ဒီဘက်ခေတ်ဒီလိုကာလ ID ခေတ်ပဲပြောကြပါစို့ဘယ်လုံးနှလုံးပွင့်တာနဲ့ social media ပေါ်မှာ ါလူမှုကွန်ရက်ဒီအပေါ်မှာတွေ့နေရတဲ့ post တွေမျိုးမျိုးလာသတင်းတွေဖတ်ပြီးတော့မှအကုသိုလ်တွေဖြစ်စိတ်ဆင်းရဲမှုတွေဖြစ်စိတ်ဒုက္ခတွေရောက်နေတဲ့တော်တော်များများသောပုဂ္ဂိုလ်တ attva တွေကိုမြင်တွေ့နေရတယ်။ဦးဇနုအပောင်းဝင်တော်တော်များများဒီထဲမှာပဲပျော်လိုက်ဝမ်းနည်းလိုက်စိတ်ညစ်လိုက်အဲ့လိုဖြစ်သန်းနေကြတယ် အဲ့ဒါလေးကိုဒီတစ်ပတ်မှာဆင်းရဲခြင်းလို့တကားသေးချာပြေးကြပါလို့ခေါင်းစဉ်လေးပြေးပြီးတော့ညဝေးခြင်းပါတယ်အဲ့တော့ဦးဇင်းတို့ပတ်ဝန်းကျင်မှာရှိတဲ့အရာလေးအားလုံးကမိုးလင်းမိုးချွတ်ဦးဇင်းတို့မျက်စိတကားနားဆိုတဲ့တကားနှာခေါင်းဆိုတဲ့တကားအဆက်ရှာဆိုတဲ့တကားခန္ဓာကိုယ်ဆိုတဲ့တကားစိတ်ဆိုတဲ့တကားဒီတကား၆ပေါက်ထဲကနေပြီးတော့မိုးလင်းမိုးချွတ် ကုသိုလ်ဖြစ်စရာတွေလည်းဝင်တယ်အကုသိုလ်ဖြစ်စရာတွေလည်းဝင်တယ်လောဘဒေါသမောဟဖြစ်စရာတွေလည်းဝင်တယ်ချက်ချင်းစရာတွေဝင်နေစရာတွေလည်းဒီတကားပေါက်တွေကပဲဝင်ကြအဲတကားပေါက်တွေကိုတည်တည်ချာချာမပိတ်ထားတဲ့ပုံကိုယ်တွေကြတော့ဝင်နေစရာလေးတွေ့လိုက်ပြီးဆိုပြန်ရင်လဲလူကိုပြရာခတ်ပြီးတော့ဘာလို့မှမမသိအောင်ဝင်နေသွားတာမျိုးတွေလည်းမြင်တွေ့နေရအကြမ်းနေရပါ နှလုံးလေးနှလုံးပွင့်လို့အိယာလေးဘွားပက်လက်လေးလည်းနှလုံးလေးနှလုံးပွင့်လို့ဖုန်းလေးခြင်ပြီးတော့လိုင်းလေးဖွင့်လိုက်ပြီးဆိုပြီးတာနဲ့ဆိုရှယ်မီဒီယာကိုကြည့်လိုက်ပြီးဆိုတာနဲ့မမေတို့တကားပေါက်သေးကိုကောင်းတာနဲ့မကောင်းတာဆိုရင် မကောင်းတာတွေမလာဖို့အများပါတယ်အဲ့တော့တချို့ကြောင့်လည်းအဲ့လိုမဟုတ်ဘူးကိုယ်တိုင်ကဒါတွေမသုံးတတ်လို့သူများပြောတဲ့တဆင်စကားတဆင်ပေါ့နားနဲ့ကြားပြီးတော့စိတ်ဆင်းရဲတာတွေလည်းများစွာကြုံရပါတယ် ဒါလည်းပဲသူတို့ရဲ့နားဆိုတဲ့အကားကိုတေချာစွာမပိတ်ထားနိုင်လို့ဖြစ်ပါတယ်။တခြားကြတော့လေအနန္တတည်းနဲ့ပတ်သက်ပြီးတော့မှလောဘဒေါသမောဟတွေဖြစ်စိတ်ဆိုးမှုတွေဖြစ်ပြီးတော့ตายာမှုတွေဖြစ်ဒီလိုမျိုးတွေဖြစ်တာတွေလေညာစွာတွေ့ရတယ်။တခြားကြတော့လေအစာအသောက်တွေနဲ့ပတ်သက်ပြီးတော့မှအာရှာလိုလိုက်ပြီးတော့ကိုကျမ်းမာရင်းနဲ့ကြိုက်တာတွေရောမကြိုက်တာတွေရောအဆင်ပြေတာတွေရောမပြေတာတွေရောဒီလိုမျိုး စားတောက်ခြင်းကြောင့်ဒုက္ခတွေရောက်လာတယ်လေများစွာတွေ့ရပါတယ်။အဲဒီကြောင့်ပြန်တော့လေဒီခန္ဓာကိုယ်အထီးတွေ့ကိုတာယာပြီးတော့ဒီ trip တွေ့ကိုပဲရှင်းမှုပြီးတော့မှအကုသိုလ်တွေတိုးရစေတယ်ဆိုပြီးတော့ခန္ဓာကိုယ်ဆိုတဲ့တကားကိုလည်းလုံခြုံစွာမပိတ်နိုင်လို့ဒုက္ခရောက်တဲ့ပုံကိုယ်တွေလည်းများစွာရှိပါတယ်။အဲနောက်ဆုံးအဆိုးဆုံးကတော့ဥစ္စာရဲ့စိတ်ဆိုတဲ့တကားပါ။ တဏျာတဲ့ကနေပြီးတော့တကဘာလုံးကိုပတ်လို့ရတဲ့စိတ်တဏျာတဲ့ကနေအချိန်ပေါင်းများစွာကိုဖြတ်တန်းသွားလာလို့ရစိတ်တကားဟာဥစဉ်တို့ထိမှုအခက်ဆုံးပါပဲဒါကြောင့်စိတ်တင်နာနိယတိလောကောလို့ဖြတ်ရှင်ဘုရားကြီးကဟောခဲ့လောကကြီးတစ်ခုလုံးကိုစိတ်ကနေပြီးတော့ဥဆောင်ချေလဲနေတယ်လို့ပြောခဲ့တယ်အဲ့တော့ဥစဉ်တို့ရဲ့ဒီမျက်စိနာနာလျာကိုစိတ်ဆိုတဲ့တကား၆ပေါက်ကိုကောင်းကောင်းသေးသေးချမ်းချာမပိတ်နိုင်တဲ့၍ ဘဝဟာအေဂျင့်ဖို့လည်းမမြင်သလိုအေဂျင့်နိုင်စရာလည်းအကြောင်းမရှိပါဘူး။ကောင်းပြီ။ဒီတကား6ပောက်ကိုဘယ်လိုသိချာစွာပိတ်ကြမလဲ။နံပါတ်1မိမိတို့တန်တန်မှာအတိကြီးစွာထားဖို့လိုပါတယ်။ဒါကြောင့်အားလုံးကြားဖို့ပြီးသားစကားတစ်ခုရှိပါတယ်။မြင်မြင်နဲ့မှတ်ကြားရင်ကြားရမှတ်။ C.C. E.S. E.R. ဆိုတာတွေ။တကယ်တော့ အဲ့လိုတတိပဋ္ဌာန်းနိုင်မှုဆိုရင်အဲ့ဒီမြင်ရင်းကြားခြင်းရဲ့နောက်မှာခံစားခြင်းတွေတုံ့ပြန်ခြင်းတွေဆွဲလန်းခြင်းတွေဆိုတာတွေတောက်လျှောက်တတိတန်းကြီးဖြစ်သွားပြီဆိုရင်သိကြတယ်ဥစ္စာတကားဟာမလုံခြုံတော့ပါဘူးဥပမာဗာနဲ့တူလဲလို့မင်းအိန္ဒိယမှာခြေစည်းရိုးတကားတွေဝိုင်းဝိုင်းတကားတွေမလုံခြုံဘူးဆိုရင်အန်ဒီရီဒီအလွယ်တကူဝင်လာနိုင်တယ်လို့ဒုက္ခပိမဲ့သူတွေအလွယ်တကူဝင်လာနိုင်တယ်လို့ဥစ္စာတို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်မှလည်းဒီတကားတွေ မလုံးကျုံဘူးဆိုရင်ပြင်ပကအန်ဒရယ်မျိုးစုံအနောက်ရက်ပေးမဲ့အရာမျိုးစုံသူဟာသူရောက်လာလိုက်ပါပဲရောက်လာတဲ့အခါကျရင်မိမိတို့ကတကားမရှိဒါမရှိဝင်ဉဏ်တိုင်းဝင်ထွက်ဉဏ်တိုင်းထွက်တော့ဘဝကြီးမှာနေထိုင်ရတာဝမ်းနည်းမှုတွေစိတ်ပြည့်မှုတွေကြည်ကွဲမှုတွေနဲ့ပဲအချိန်ကုန်ရတာပါဒါကြောင့်ကိုတကားကိုကိုတခြားပိတ်ဖို့ဆိုရင်နံပါတ်1အတိကြီးစွာထားဖို့လိုပါတယ်ဖြစ်ပေါ်လာတဲ့အတွေ့အထိဖြစ်ပေါ်လာတဲ့မြင်စရာအာယုန်တွေကြားစရာအာယုန်တွေအပေါ်မှာ ညင်ညင်ကြားချင်းတွေးချင်းမြန်တာချက်တန်ထားမယ်ဆိုရင်နောက်ဆက်တွဲအနေအချင်းမိမိတို့စိတ်ညစ်စရာတောကရောက်စရာဒုက္ခရောက်စရာတွေမတွေ့ရတော့ပါဘူးဆိုတော့တတိတစ်ခုလေးထားရင်ရောလုံးဝလားဆိုတော့တကားကိုလေချာပိတ်ဖို့ဆိုရင်မလုံလောက်ပါဘူးအဲနောက်ဆုံးတစ်ခုကအရေးကြီးဆုံးကဘာလဲလို့မင်းပညာလို့ခေါ်တဲ့ပေါ်လာတဲ့အာယုန်တွေပေါ်လာတဲ့အတွေးတွေပေါ်လာတဲ့ဝင်လာတဲ့အရာတွေကိုမိမိတို့က မြန်မြန်ဆန်ဆန်ပြန်ပယ်ထုတ်နိုင်ဖို့ဆိုရင်တတိတစ်ခုလည်းနဲ့ရင်ဆိုင်ဖြည့်ရှင်လို့မရပါဘူးပညာဆိုတဲ့ဟာဒီလိုတွင်းမျိုးငါတဏ္ဍာမှာဖြစ်လို့မသိတော့ဘူးဒီလိုမြင့်ငုံကိုအကြောင်းပြုပြီးငါတဏ္ဍာမှာဒီလိုလောဘဒေါသမောဟဖြစ်ငါပဲပူလောင်ရမယ်ငါပဲပြန်မှန်းရမယ်လို့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ remind လုပ်ပြီးတော့မှဒီအချက်လက်တွေကိုဒီအကုသိုလ်တွေကိုမကောင်းတဲ့အတွေ့တွေကိုမကောင်းတဲ့မြင်ရင်းကတစ်ဆင့်ကြားခြင်းကတစ်ဆင့်နာခြင်းကတစ်ဆင့် လျက်ချင်းဆိုတဲ့အရသာကတည်းကထိတွေ့ခြင်းဆိုတဲ့ခန္ဓာကိုယ်ကစဉ်ကြံတွေ့ခြင်းဆိုတဲ့စိတ်ကတည်းကဝင်လာတဲ့ဒီတကားပေါက်တွေကဝင်လာတဲ့အာယုန်တွေကိုမြင်းမြန်းဆန်းဆန်းပယ်ရှားနိုင်မယ်ဆိုရင်ဒါမိမိတို့ရဲ့တကားတွေဟာလုံုံစားပြုလာပြီပေါ့အဲ့လိုလုံုံစားပြုလာတာနဲ့အမြတ်မိမိတို့စိတ်တည်နေအေးချမ်းလာပါလိမ့်မယ်ပူလောင်မှုတွေကိုလည်းပယ်ရှားနိုင်ပါလိမ့်မယ်ဒါကြောင့်နောက်ဆုံးနှစ်ချက်ပြောချင်တာကတော့မိမိတို့ရဲ့တကားတွေကိုတတိပညာနဲ့သိချစွာ ပိတ်နိုင်တဲ့တော်တော်ကောင်းတွေဖြစ်နိုင်ကြပါစေ။ပိတ်နိုင်ပြီးတော့လည်းအကုသိုလ်တွေနည်းပြီးတော့ဘဝကိုပျော်ရွှင်စွာဖြစ်သန်းနိုင်တဲ့တော်တော်ကောင်းတွေဖြစ်နိုင်ကြပါစေကုန်သတည်း။